အမရာပူရာမြို့ကြီးလေးကြီးတွင်တဆူအပါအဝံဖြစ်သော ရွှေကူကြီးမြတ်စွာဘုရားငလျင်တန်ကြောင့်အလွန်ဆိုးဝါးစွာ ပြိုကျပျက်စီးနေတဲ့မြင်ကွန်းတွေဖြစ်ပါတယ်။ရွှေကူကြီးဘုရားသည် မဟာဝိဇယရန်သည်ပထိုးတော်ကြီးဘုရားရဲ့အနောက်ဘက်မှာ တည်ရှိပါတယ်။ငလျင်ကြောင့်ရွှေကူကြီးဘုရားမှာတရားထိုင်နေသောလူပုဂ္ဂိုလ်အနည်းငယ်အသေးအပြောင်ရှိတယ်လို့တည်ရှိရပါတယ်။ကျွန်တော်ရဲ့ဘေ့ချ်မှာ ရွှေကူကြီးဘုရားပထိုးတော်ကြီးဘုရား တောင်မင်းကြီးဖရာជីတုံးကြီးရဲ့အကြောင်းကိုငလျင်မလုတ်ခင်ကအကောင်းပဂရီတိုင်းတင်ပြပေးခဲ့တာရှိပါတယ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ယခုတော့ငလျင်တန်ကြောင့်ဖရာပထိုးစီရီများစွာ ပြူကြပျက်စီးနေရတာအင်မတန်မှစိတ်ထိတ်ခိုက်ဝမ်းနေရပါတယ် 2025မလ28ရက်စကိုင်းပြည်ပြည်ကျော်မှာလှုပ်ခဲ့သောငလျင်ကြီးဟာလူအသက်ပေါင်းများစွာတိုက်တာအိုးအိမ်ပေါင်းများစွာဖျားပထူဇီဒီပေါင်းများစွာတမိုင်းဝင် အမွေနှင်းပေါင်းများစွာပျက်စီးဆုံးရှုံးခဲ့ရပါပြီတမိုင်းဝင်အမွေနှင်းတချို့ရဲ့နောက်တစ်ချိန်မှာ